ဝိဆာဆိုတာဘာလဲပေါ့နော်ဝိဆာဆိုတာကအများအားဖြင့်ပညာဒါမှမဟုတ်အသိဉာဏ်လို့အတိပယ်ရပြီးတော့အထူးတစ်ဖြစ်ဗုဒ္ဓဘာသာနဲ့မြမရိုးရာယုံကြည်မှုတွေမှာနက်နဲတိချတဲ့အတိပယ်တွေရှိပါသေးတယ်ဗုဒ္ဓဘာသာ ်ထွေရဝါရရှုတော့ကနေကြည့်မယ်ဆိုရင်တော့မှန်ကန်တဲ့အသိဉာဏ်တရားကိုသိမြင်နိုင်ဉာဏ်လို့ဆိုလိုတယ်အဓိကဝိစာသုံးပါရှိတယ်ပုပ္ပေနိဝါဒနုတတိဉာဏ်ရှေဘဝတွေကိုပြန်လည်အမှတ်ရနိုင်တဲ့ဉာဏ်ဒိဗ္ဗစကုဉာဏ်တရဝါရီရဲ့တည်ခြင်းဖြစ်ခြင်းကိုမြင်နိုင်တဲ့ဉာဏ်အာတဝကခယဉာဏ်ကိလေသာ အာတဝတရားတွေကုန်ခန်း အောင်တိနိုင်တဲ့ညံယဟန္တာတွေမှာပဲဖြစ်စေတဲ့ညံပေါ့ဒီဝိဇ္ဇာတွေကဘုရားရှင်နဲ့ယဟန္တာအရှင်မြတ်တွေသာရရှိပိုင်ဆိုင်နိုင်ပြီးမျက်နေတဲ့အသိပညာဉာဏ်တွေဖြစ်ပြီးတော့ဒီလိုဝိဇ္ဇာနဲ့ပြည့်စုံတဲ့သူတွေကိုဝိဇ္ဇာဆရဏတန်မှန်သောဉာဏ်ပညာအကျင့်တီလာနဲ့ပြည့်စုံတဲ့သူတွေလို့ချီးမွမ်းကြပါသေးတယ်နောက်တစ်ခုကမြမရိုးရာယဉ်ကျေးမှုတွေမှာဝိဇ္ဇာဆိုတာအထူးခြားဆုံးနဲ့လှုပ်ဝက်တဲ့အသက်ပညာတွေကိုကျွမ်းကျင်တက်မြောက်တဲ့သူဒီလိုအသက်ပညာတွေကိုအသက်ဒီလိုအသက်ပညာတွေ ကိုတက်မြောက်တဲ့သူကိုဆိုလိုတယ်ဒီလိုအသက်ပညာရှိတဲ့သူတွေကိုဆိုလိုခြင်းဖြစ်တယ်လောကီဆိုင်ရာအစွမ်းတက်ထီကြီးဥပမာအပြင်ပြန်နိုင်တယ်၊ကွယ်ပြောင်းနိုင်တယ်၊ဖောက်ထွင်းနိုင်တယ်၊ရုပ်ဖောက်နိုင်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်တဲ့အသက်ပညာရက်တွေပေါ့နော်ဝိဇ္ဇတုဒီလိုအသက်ပညာတွေကိုလိလာလိုက်စားပြီးတော့လောကီအစမ်းတက်ထီတွေရရှိအောင်ကြိုးပဲ့နေသူအမင်းနဲ့သူတွေကိုဝိဇ္ဇတုတွေလို့ခေါ်တယ်ဥပမာအပြင်ဓလုံးစီခြင်း၊မန္တရာယူခြင်းလို့ပေါ့နော် အဲဓမ္မတရားကိုသိမြင်နိုင်ဉာဏ်အဖြစ်တော့အတဝအတဝက်ခယံဉာဏ်အပါဝင်အသိဉာဏ်ပညာအထူးခြားဆုံးလှုပ်ဝက်နည်းနည်းအသိပညာနဲ့ထိုအသက်ပညာတွေကိုကျမ်းကျင်တဲ့သူတွေကိုတော့ဝိဇ္ဇတုလို့ခေါ်တယ်။ဗုဒ္ဓဘာသာမှာတော့ဝိဇ္ဇာဆိုတာစင်ကြယ်တဲ့ဉာဏ်ပညာဖြစ်ပြီးတော့လောကီဝိဇ္ဇတုလမ်းစဉ်ကတော့လောကီအစံတတိတွေရဖို့လိုက်စားတဲ့အသက်ပညာပဲဖြစ်ပါတယ်။ဝိဇ္ဇာ၃ပါးအကြောင်းကိုအသေးစိတ်ပြန်ပြောပြပါမယ်။ ဝိဇ္ဇာ၃ပါးဆိုတာဗုဒ္ဓဘာသာမှာမြတ်စွာဘုရားရှင်နဲ့ယဟန္တာအရှင်မြတ်တွေတာ ရရှိပိုင်ဆိုင်နိုင်တဲ့ကိလေသာကိုဖျက်ဆီးတဲ့နေရာမှာအရေးပါတဲ့အတိဉဏ်သုံးမျိုးကို ဆိုလိုတယ်ဒီတော့ဒီဉာဏ်ပညာမှာတမာတိတည်ငြိမ်မှုအားကောင်းလာတဲ့အခါမှာလောကုတ္တရာလောကကိုလွန်မြောက်သွားတဲ့ဉာဏ်ကိုဆိုလိုခြင်းဖြစ်ပါတယ်ပုပ္ပေနိဝါဒ ानु တတိဉာဏ်နဲ့ရှေးဘဝတွေကိုအမှတ်ရစေနိုင်တဲ့ဉာဏ် မိမိကိုယ်တိုင်ရဲ့အတိတ်ဘဝပေါင်းများများစွာဥပမာအဖြစ်နာမည်မျိုးနဲ့ဖြစ်ခဲ့တဲ့နေရာနေခဲ့တဲ့အသက်အရွယ်ခံစားခဲ့ရတဲ့ဆင်းရဲချမ်းသာတဘာဝတရားအားလုံးတို့ကိုအတိတ်စိတ်ကအစာပြန်လည်အမှတ်တရရှိနိုင်တယ်။ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှုတန်တရားကိုသိမြင်ပြီးတော့အတ္တကိုဆိုတာတကယ်မရှိဘူး။မှန်ကန်စွာစင်ကျင်သုံးသပ်နိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။ဒိဗ္ဗစက္ခုဉ္ဉံဒိဗ္ဗစက္ခုဉ္ဉံဆိုတာကတော့နဲ့ညစီညက်လို့ပဲညံလို့ပဲ။ အလွန်ကြည်လင်ပြီးတော့အမြင်ဉာဏ်ရရှိတယ်။ဒရဝါရီကစုတည်ခြင်း၊တည်ခြင်း၊ပဋိတည်နေခြင်း၊ဖြစ်ခြင်းကိုသိမြင်နိုင်တဲ့ဉာဏ်လို့လည်းခေါ်တယ်။ကံအလောစာဖြင့်မြင့်မြတ်တဲ့ဘုံဘဝတွေရှိသလိုနေကြတဲ့ဘုံဘဝတွေမှာလည်းရှိတယ်ဒရဝါရီအားလုံးကိုမြင်နိုင်သိနိုင်ခြင်းကိုဆိုလိုခြင်းဖြစ်တယ်။ဒရဝါရီကမိမိတို့ပြုလုပ်ခဲ့တဲ့ကံအတိုင်းအကျိုးပေးခံရပြီးတော့ကံကံဤအကျိုးကိုထင်ထင်ရှားရှားသိမြင်ပြီးတဲ့နောက်မှာကံတရားကို ပို့ပြီးယုံကြည်ပြီးတော့ပို့ပြီးခိုင်မာစီမှုတွေကိုရရှိစေပါတယ်။အာတဝတ်ခယဉ္ဉ္အာတဝတ်တရားတွေကုန်ခန်းသွားတဲ့ဉဏ်ကိုဆိုလိုတယ်။ကိလေသာအာတဝတ်တရားအကုန်ဆုံးကြောင့်အတိကိတေဝအကိလေသာအာတဝတ်တရားတွေကုန်ဆုံးကြောင့်တည်သောဉဏ်ဖြစ်တယ်။ ဒီလိုညံဟာလောကုတ္တရာအစဉ်ညံဖြစ်ပြီးတော့အထုတ်ထိဖြစ်ပြီးတော့အရဟတ္တမှတ်ညံကိုဆိုလိုတယ်။တန်တရာတလျှောက်လုံးမှာလေပက်စေတဲ့ကိလေသာအငြိအချေအာတဝတ္တရာ၄ပါးရှိတယ်။ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇတဝမတိမှုတို့ကိုလုံးဝအမိပြက်ခြေဖြတ်ပြီးနိုင်ပါတယ်။ဒီလိုညံကိုရရှိပြီးဆိုတာနဲ့ဒုက္ခအလုံးရဲ့ငြိမ်းချမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့တန်တရာကနေလုံးဝလွတ်မြောက်နိုင်သွားတဲ့ယဟန္တာတပါဖြစ်သွားနိုင်ပါတယ်။ ဒီတော့ဒီဝိဇ္ဇာ၃ပါးထဲမှာဆိုဝိဇ္ဇာ၃ပါးအနက်အာတဝက္ခယဉာဏ်တလီဗုဒ္ဓဘာသာရဲ့အမြင့်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ဖြစ်ပြီးတော့ဝိဇ္ဇာ၃ပါးကိုပြည့်စုံမှသာလျင်ဝိဇ္ဇာဆိုရနာတမ္မညောဆိုတဲ့ဉာဏ်ပညာနဲ့အကျင့်သီလပြည့်စုံတဲ့မြတ်စွာဘုရားကိုချီးမွမ်းရခြင်းဖြစ်ပါတယ်ဒီလိုဝိဇ္ဇာ၃ပါးနဲ့ပတ်သက်တဲ့ဗုဒ္ဓဘာသာဉာဏ်စင်တွေကိုဘယ်လိုရရှိလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ် ဝိဇ္ဇာသုံးပါးဉာဏ်စဉ်ရရှိဖို့ဆိုလို့ရှိရင်ဝိဇ္ဇာသုံးပါးရရှိဖို့ဆိုရင်ဗုဒ္ဓဘာသာမှာအစစ်မြစ်ဉာဏ်စဉ်တွေရရှိပုံကသီလတမာတိပညာလို့ခေါ်တဲ့မက္ကင်ရှိပါလမ်းကြောင်းကိုလိုက်နာကျင့်ကျင်းအဖြစ်ဖြစ်ပေါ်လာပါတယ်ဒီလိုဝိဇ္ဇာဉာဏ်တွေရရှိဖို့အတွက်တမာတိရဲ့အပိုင်းကအရေးကြီးတဲ့အခန်းကဏ္ဍမှာအလွန်ပါဝင်ပါတယ်။ဉာဏ်စဉ်တွေရရှိဖို့အတွက်လိုအပ်ချက်အကြီးကလိုအပ်ချက်ကသီလနဲ့တမာတိပြည့်စုံဖို့လိုတယ်။ တီလာဆိုတာကတော့ကိုကျင့်တရားကိုစောင့်ထိန်တယ်။ဥမာ၅ပါးတီလာ၊၈ပါးတီလာ၊ဓမ္မမုံရင်ယဟန်တီလာ၂၂၈ပါးသောဖြူစင်တဲ့တိခါဘုဒ္ဓကိုစောင့်သိရမှာဖြစ်ပါတယ်။တီလာသည်တမာတိတိစမှုတွေအခြေခံအုတ်မြစ်ကောင်တစ်ခုလည်းဖြစ်ပါတယ်။တမာတိ တိလချူစင်ပြီးတဲ့နောက်ပိုင်းမှာတမထရုပ်တည်ငြိမ်မှုကိုအားထုတ်ကြပြီးတော့စိတ်ကိုတစ်ခုတည်းမှာပဲစူးစီးတည်ငြိမ်အောင်လုပ်ပြီးကျင့်ကြံရပါမယ်။ဒီလိုအားထုတ်ခြင်းကိုဥပ္ပစယတမာတိအနီးအပါစူးဆိုင်မှုလို့ရရှိပါတယ်။ဆက်လက်အားထုတ်မယ်ဆိုပါကအပ္ပန္နတမာတိအမြင့်တွယ်စူးဆိုင်မှုဖြစ်ပေါ်ပြီးရုပ်နယ်နှစ်ပါးအလုံးကိုလွှမ်းမိုးထားနိုင်တဲ့ဇန်အဆင့်ကိုရောက်ရှိမှဖြစ်ပါတယ်။ ဒီဝိဇ္ဇာသုံးပါးမှာဇန်တရားတွေရရှိပြီးတဲ့နောက်မှာအပ္ပနာတမာတိရင့်ကျန်ပြီးနောက်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ဇန်ဝင်စားပြီးတဲ့အခါမှာဇန်စိတ်ကအလွန်တည်ငြိမ်လာတဲ့အခါမှာစိတ်ကိုထူးခြားတဲ့ဉာဏ်လို့ခေါ်တဲ့အဘိညာဉ်ကိုရရှိပြီးတော့ဝိဇ္ဇာဉာဏ်ကိုဖြစ်ပေါ်လာစေပါတယ်။အဲ့တော့ပထမဆုံးရရှိလာတာကတော့ပုပ်ပုပ်ပင်ဏိဝါဒနုတတိပုပ်ပင်ဏိဝါပုပ်ပင်ဏိဝါဒနုတတိဉာဏ်အတိတ်ဘဝကိုမြင်နိုင်တဲ့ဉာဏ်ဒေဗာစကုဉာဏ်ဉာဏ်ဉာဏ်စီတို့ဉာဏ်လို့ဖြစ်ပြီးတော့ ဒီတော့အဉ္ဉဏ်နှစ်ပါးမှာလောကီဆိုင်ရာအဘိညာဉ်၆ပါးတွေလည်းပါဝင်သေးတယ်။ကိလေသာကိုအမြင့်မဖြစ်နိုင်သေးတဲ့တမန်လူပုထုရှင်ရိုးရိုးလူသားတွေလည်းဒါတွေကိုအားထုတ်ပြီးတော့ဇန်ရအောင်ကျင့်ကြံနိုင်ပါတယ်။အတဝတ်ခရံရရှိဖို့ကတော့အတဝတ်ခရံရရှိဖို့ကဇန်ရတိုင်းလဲယဟန်နာမဖြစ်သေးပါဘူး။တတိယမြောက် ဖြစ်တဲ့အတဝခယံဉာဏ်ရရှိဖို့လိုတယ်တတိယမြတ်ဝိစာဖြစ်တဲ့အတဝခယံဉာဏ်ကိလေသာကိုကုန်ခန်းရဉာဏ်ကတော့ရှိကဉာဏ်နှပါနဲ့မတူပဲလောကုတ္တရာလောကကိုလွန်မြောက်တဲ့ဉာဏ်ဖြစ်ပါတယ်ဇန်သမာတိတည်ငြိမ်လာပြီးတဲ့နောက်မှာစိတ်ကိုဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးတော့ ရှုမှတ်ပြီးတော့ဒီလိုဝိပဿနာဉာဏ်ရှုမှတ်တဲ့ဘက်ကိုပြောင်းလဲပြီးတော့ရှင်းကြံရပါတယ်။ပညာအပိုင်းဖြစ်တဲ့ယုံနံတမားတို့ရဲ့အနိစ္စမမြဲခြင်းတဘောဒုက္ခဆင်းရဲခြင်းတဘောအနတ္တအတ္တမဟုတ်ခြင်းတဘောတရားတို့ကိုထိုးထွင်းသိမြင်အောင်ရှုမှတ်ရပါတယ်။ဒီလိုရှုမှတ်ရင်းရဲ့အတိဉာဏ်ရင်းကျက်လာတဲ့အခါမှာတစ္ဆာ၄ပါးတရားကိုထွင်းဖောက်သိမြင်တဲ့မဉ္ဉေအရိယာမဉ္ဉေတွေအစဉ်အဆက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အရဟတမဉ္ဉေကတော့နောက်ဆုံးမဉ္ဉေဖြစ်ပေါ်လာတဲ့အခါမှာအာတဝက္ခယဉာဏ်ဖြစ်ပေါ်လာပြီးတော့ကိလေသာအလုံးကိုအပီးတိုင်ချက်တောင့်နိုင်တဲ့ယဟနာတဘော ါးဖြစ်သွားပါတော့တယ်။ဒီတော့ဝိဇ္ဇာ၃ပါးပြည့်စုံလို့ဝိဇ္ဇာ၃ပါးလုံးပြည့်စုံသွားပြီဆိုရတဲ့တိလသမာဓိပညာ၃မျိုးလို့လည်းပြည့်စုံသွားပြီလို့ဆိုလို့လို့ရပါတယ်။